အဲဆိုနောက်ထပ်တူမိထားတာကိုပြောပြပါမယ်။တရားဘာဝနာကိုဂယုတဆိုင်နဲ့မနဲ့ညရာသလောက်အချိန်တွေမှာကြိုးစားပြီးစောင့်တည်နေပါရဲ့ဆရာတဲ့။ခန့်နေတာကတရားထိုင်တာပဲဖြစ်ဖြစ်ဇင်းကြံလျှောက်တာပဲဖြစ်ဖြစ်15မိနစ်လောက်စောင့်တည်နေချိန်မှာတဖြည်းဖြည်းနဲ့ထိမ့်ချုပ်ဖို့ခက်လာပြီးတရားလွတ်လွတ်နေပါတယ်တဲ့။ဘလို့ဖြည့်ရှင်းစောင့်တည်ရပါမလဲအကြံပေးတင်ပြပေးပါဆရာလို့မေးထားပါရှင်။ ကျွန်တော်တို့ကတရားအထုတ်တဲ့ကိစ္စကိုအဝရှော့တဲ့အလုံးနဲ့နည်းနည်းလေးဥပမာပြကြစို့အဝရှော့မယ်ဆိုလို့ရှိရင်အဝအဝကိုအဝရှော့ဆက်ထဲမှာထလိုက်ပြီးတော့အညီအကြီးကြီးထွက်သွားတယ်ပေါ့နော်အဲ့တော့အဲ့လိုအညီအကြီးကြီးမထွက်ပဲနဲ့အဝတွေကိုအဝရှော့ဆက်ထဲ မထက်ဘူးဆိုလို့ရှိရင်ဝါရတာခဲခဲတယ်နော်ဝါရတာခဲခဲတယ်အဲ့တော့အဝတ်ကိုအဝတ်လျှော်ဆက်ထဲမှာ မထက်ပဲနဲ့ဝါရတာခဲခဲတယ်ဆိုတော့နေလို့မကောင်းဘူးအဲ့တော့ကျွန်တော်တို့ကတရားအမထုတ်ဘူးဆိုလို့ရှိရင်နေလို့မကောင်းဘူးနော်တိတ်အစင်ပြူးပေါ့နော်အဝတ်တွေကိုတိတ်ချမလျှော်ထားဘူးဆိုလို့ရှိရင် အငြိအကြီးတွေစိတ်အငြိအကြီးတွေကိလေသာတွေတခါတခါပေါ်လာပြီးတော့နှောက်ရက်နော်စိတ်ဆင်းရဲမှုဟာနှောက်ရက်စိတ်ဆိုးမှုဟာနှောက်ရက်တဲ့ကိုကိုကိုဒုက္ခတောင်ပြေးနေပေါ့စိတ်ညစ်မှုဟာလည်းနှောက်ရက်တယ်ပေါ့ကိုဘဝမှာဒီစီစီတွေကနှောက်ရက်မှုပဲဖြစ်ပါတယ်ကြာအကျိုးမရှိပါဘူးနှောက်ရက်မှုပဲနော်ဒါမဟုတ်ကိုကိုကိုဒုက္ခပြေးမှုဖြစ်ပါတယ်အဲ့တော့ဒါကြောင့်ကျွန်တော်တို့က ကိုယ်ပေါ်မှာချမ်းသာခြင်းကိုအဝတ်တွေကိုအဝတ်လျှော်ဆက်ထည်ကိုပြီးတယ်လို့ပါပဲကျွန်တော်တို့ကစိတ်ကိုတရားအထုတ်တဲ့အခါမှာကျင့်ကြံပေးတာပဲအဲ့တော့အဝတ်လျှော်ဆက်ထည်မှာအဝါကို ပေးလိုက်ပြီးတော့အော်ဒီအဝါမှာအညီအကြီးတွေထွက်တယ်အညီအကြီးတွေထွက်တယ်ဟောဒုက္ခပဲအညီအကြီးတွေထွက်တယ်ဆိုပြီးတော့အဲ့လိုအားအောင်မလားမအားအောင်တယ်ဘူး ကောင်းတာပေါ့အညီအကြီးတွေထွက်တာအရင်ကောင်းတာပေါ့အရင်ကောင်းတာပေါ့နော်ဘာကြောင့်လဲဆိုတော့နည်းနည်းလေးတော့တီးခန့်လိုက်မယ်ဆိုလို့ရှိရင်ဒီအညီအကြီးတွေအကောင်းလုံးထွက်ခွာပြီးရင်အဝအစားတွေပြန်ခက်တက်ခဏဝတ်လို့ရသွားပြီနော်ဓမ္မဒီအဝအစားတွေရဲ့ဘာအာနှချစ်ရှိပါတယ်လဲသူတို့ကဝတ်ထားပြီးရင်နောက်တစ်ခါညစ်ပတ်သွားမယ် အဲ့လိုဆိုရင်နောက်တစ်ခါပြောရမှာဒီလိုလဲတရားအားထုတ်တဲ့အခါမှာကျွန်တော်တို့ရဲ့စိတ်ထဲမှာအညီအကြည်တွေပုံပြီးရှင်းလင်းသွားတယ်เนาะမှဆိုတော့ तू ਆ ရှင်းသွားတာပေါ့တန်းဆင်းသွားတာပေါ့တရားအားထုတ်ပြီးရင်စိတ်ကနည်းနည်းလေးတန်းဆင်းသွားပြီဆိုလို့ရှိရင်တရားအားမထုတ်တဲ့အခါမှာမထိုင်တဲ့အခါမှာစိတ်ကပြန်ညစ်ပတ်သွားတယ်။ဘာကြောင့်လဲအခက်အခဲများ ဖြည့်ရှင်းရတယ်ပေါ့ဆိုပါဆိုယဟန်အနေနဲ့တောထွက်လိုက်ပြီးတော့အာယဟန်တန်ခါတော်ပေါင်းအပန်း900နဲ့အတူတူနေလိုက်မယ်ဆိုလို့ရှိရင်ဆရာတော်ကောင်းအောက်မှာလည်းတရားကျင့်ကြံအားထုတ်မယ်ဆိုလို့ရှိရင်အဲ့လိုအခက်အခဲတွေမတွေ့ဘူးပိုပြီးအဆင်ပြေတယ်တွေ့မှတမန်ပိုပြီးအဆင်ပြေတယ်အဲ့လိုဆိုရင်တော့အဲ့လိုညစ်ပက်သွားမယ်ဆိုတာမဟုတ်တော့ပါဘူး ညီပဲသွားမယ်ဆိုရင်တော့နည်းနည်းလေးပဲညီပဲသွားပြီးတော့အငြင်းတန်းတတိကနဲ့လို့စင်ပြေသွားတယ်လူပေါ်မှာအဲ့လိုမရဘူးနော်ဒါမှဟုတ်အပါတကောတရားအားထုတ်ပြီးစူးစားတဲ့ယဟန်အာယဟန်သင်္ခါတော်ကြားမှာမဟုတ်ဘူးဆိုလို့ရှိရင်ညီပဲသွားမှာပေါ့နော်အဲ့တော့အဲ့လိုညီပဲသွားတဲ့အတွက်တရားအားထုတ်ရတယ်တရားအားထုတ်တဲ့အခါဘာလို့ဖြစ်မလဲစေကူတွေတွေ့မလဲစေကူတွေတွေ့မှာပေါ့စေကူတွေတွေ့မယ် ပြီးတော့အိမ်ငိုင်းမယ်စီဆိုးမယ်စိတ်ညစ်မယ်လှုပ်ချင်မယ်ဆိုတာဖြစ်ရှိမှာပေါ့ဓမ္မအဲ့ဒီကကောင်းတယ်ရကောင်းတယ်ဘာကြောင့်ကောင်းလဲတတိကလို့ကောင်းတာကအဲ့ဒီတတိကတာကကောင်းတယ်နော်အဲ့ဒါတတိထားပါအဲ့ဒီတတိကတာကကောင်းတယ်နော်အညီပဲမှုတွေထွက်ခွာတာကတော့ဒုတိယအဆင့်ပထမအဆင့်မှာတတိအရေးကြီးပါတယ်နော် အဲ့ဒီညစ်ပတ်မှုတွေအဲ့ဒီစိတ်အငြိအကြည်တွေတွေ့ရတဲ့အတွက်စိတ်အငြိအကြည်တွေကိုတွေ့ရတဲ့အတွက်ဝမ်းသာဟောဆိုတော့ဒီတစ်ခါစိတ်စိတ်အငြိအကြည်တွေကိုကိလေသာတွေကိုတတိကနေပနိုင်ပြီဆိုတော့တတိကနေနိုင်ပြီအဲ့တော့အဲ့လိုတတိကနေတဲ့အတွက်အဲ့ဒီစိတ်အငြိအကြည်တွေကတဖြည်းဖြည်းချင်းထွက်ခွာတယ်5မိနစ်အတွင်းမှာအများကြီးတော့ မရဘူးတကယ်တော့ overshot set ကိုတောင်း15မိနစ်အတွင်းမှာဘယ်လို short မလဲပေါ့ဟမ်အဲ့တော့ data short ချင်နေဆိုရင်အနည်းဆုံးတနာရီလောက်ကြာတယ်ပေါ့ဒါကြောင့်တရားအထုတ်တဲ့အခါမှာငြိမ်းချမ်းမှုတရားရချင်နေဆိုလို့ရှိရင်အနည်းဆုံးတနာရီတရားထုတ်ရမှာပေါ့နော်အဲ့တော့တနာကြီးအထုတ်ပြီးရင်စိတ်ကရှင်းလင်းသွားပြီးတော့ဒီနေ့အတွက်အစဉ်ပြေးပါပါ။နောက်နေ့မှ နောက်တစ်ခါ တဏာကြီးတရားအထုတ်ရတယ်။ဒါပေမဲ့အာထုံနိုင်မဆွင်သိကတန်းဆင်သွားပြီးတော့လူကငြိမ်းချမ်းလိုက်ပြီးတော့အတွင်းမှာရောအပြင်းမှာရောချမ်းသာမှုရလိမ့်မယ်။ Okay ပါဆရာကျေးဇူးတင်ပါတယ်။